မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့အော်တိုဘာလ17ရက်နေ့မနက်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ့်သတင်းကတော့ရန်ကုန်မြို့ဒဂုံမြို့နယ်တမရရုပ်ရှင်ရုံအနီးမှာရှိတဲ့အကြမ်းဖက်စစ်တပ်ရဲ့ယာယီဂိတ်ကို ဘုံခွဲတိုက်ခိုက်ခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အော်တိုဘားလ10ရက်နေ့မနက်7:45မိနစ်ခန့်မှာဒဂုံမြို့နယ်အလံပြဖျားလမ်းမပေါ်တမရရုပ်ရှင်ရုံအနီးမှာရှိတဲ့အကြမ်းဖက်စစ်သား3ဦးနဲ့ရဲတပ်ဦးလက်နက်အပြည့်စုံနဲ့အထိုင်ချထားတဲ့ယာယီဂိတ်ကိုဘုံခွဲတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။ကိစ္စကနှစ်ခုဖြစ်သွားတာ။ကျွန်တော်တို့စီစဉ်တယ်လို့ဖြစ်မလားတာရဲ့နောက်တစ်ခုကမိုးကရွာချလိုက်တော့အများကြီးစဉ်းစားချိန်မရလိုက်ဘူးလှုပ်လိုက်ရတာ။အဲ့ဒါကတပိုင်းပေါ့။နောက်တစ်ခုကအဲ့ဒီနေရာနားမှာကလူသွားလူလာရှင်းတယ်ကျွန်တော်တို့ကခက်လန်းလန်းကနေ ုံးဖောက်ခွဲလိုက်ရတာဖြစ်တဲ့အတော့နောက်ဆက်တွဲဘာဖြစ်လိုက်လဲဆိုတာတေးချာမသိခဲ့ရဘူးအဲ့ဒီမှာကယုံလေးရဲ့ original gangster မိတ်ဆက်ပွဲဘာညာဆိုတာရှိတယ်အဲ့ဒီလိုရှိတော့တမရရုံပတ်ချာလဲမှာကအင်အား38ရောက်လုံကြုံရေးထားထားတာရှိတယ်အဲ့ဒီလိုတွေကြားထဲမှာတော့မှသူတို့အတွက်မလုံကြုံဘူးဆိုတာကိုပြောကျင်တယ်၂ယောက်တည်းတွဲ၃ယောက်တည်းတွဲ၄ယောက်တည်းတွဲတမရရုံပတ်ချာလဲမှာရောပြည်လမ်းမှာရောအလံပြဖျားလမ်းမှာရောစုလေလမ်းဘတ်နဲ့ရန်ကုန်ဘူရာကြီးအဲ့ဒီဘတ်တစ်ချမ်းလုံးမှာလုံကြုံရေးတွေအပြည့်ချထားတာကိုဆိုလိုချင်တာနှစ်ခုပေါ့ တခုကသူတို့အတွက်ဘယ်နေရာမှာမှမလုံခြုံဘူးဆိုတာရယ်နောက်တစ်ခုကကြတော့ဘောမနေတဲ့ရုံလေးရဲ့ promotion အဖွဲ့ကိုလည်းကျွန်တော်တို့အနေနဲ့ကြိုက်တဲ့အချိန်ကြိုက်တယ်လို့လုပ်လို့ရတယ်ဆိုတာကိုသိစေချင်တာပါလို့ God's Hand Force GHF အဖွဲ့ကတာဝန်ရှိသူတို့ကပြောကြထားပါတယ် God's Hand Force GHF အနေနဲ့မြို့ပြမှာအာနာသိန်းစစ်ကောင်စီအနေနဲ့လုံးဝအုပ်ချုပ်ခွင့်မရစေရ စစ်ကောင်စီရဲ့တောက်တိုင်များကိုရိုက်ချိုးမယ်ဆိုတဲ့ရည်ရွယ်ချက်နဲ့အညီလှုံ့ဆော်ခဲ့ခြင်းဖြစ်ပြီးတော့ M043 စစ်စင်ရေးရဲ့ဒစိတ်တရေသားဖြစ်ပြီးတပ်တမမြောက်ဖော်ဆောင်မှုဖြစ်တယ်လို့သိရပါဗျ။ဖောက်ခွဲတိုက်ခိုက်ခဲ့တဲ့ရဲဘော်များအလုံးဘေးကင်းစွာစုခွာနိုင်ခဲ့ပြီးဖြစ်ကြောင်းအသိပေးထားပါဗျ။ဒါအပြင်မြို့ပြတိုက်ခိုက်မှုများအထွတ်ဤပညာနဲ့ခဲယံကူညီပေးပါသောညီနောင် Tiger Dragon Revolution Force TRDF ကိုကျေးဇူးတင်ကြောင်းနဲ့အများပြည်သူအနေနဲ့စစ်ကောင်စီနဲ့ပတ်သက်တဲ့ထောက်တိုင်များလုပ်ငန်းဌာနများစစ်ကောင်စီရဲ့အထိုင်ကင်းများလှည့်ကင်းများနဲ့ဝေးရကနေရှောင်ရှားသွားလာကြပါရန်ထုတ်ပြန်ထားပါရယ်အလားတူပဲရွှေပြည်သားမျိုးနဲ့အမတ်ဆက်ကိုရက်ကအုပ်ချုပ်ရေးမှုရုံးကိုဘုံခွဲတိုက်ခိုက်ရာထိခိုက်သေးဆုံးမှုတွေရှိခဲ့ကြောင်းရန်ကုန်အာမေ YA တပ်ဖွဲ့ကတာဝန်ရှိသူတို့ကပြောကြားထားပါရယ်အော်တိုဘားလ10ရက်နေ့ ည၈နာရီခန့်မှာရွှေပြည်သာမြို့နယ်အမှတ်၁၉ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးမှာအချမ်းမဲ့စစ်သားရဲများအုပ်ကြီးနဲ့နောက်လိုက်များရှိနေတဲ့အချိန်ပြင်းအားမြင့်တဲ့လက်ပြဘုံများနဲ့ပြစ်ခတ်ဖောက်ခွဲတိုက်ခိုက်ရာအုပ်ကြီးနဲ့နောက်လိုက်များအပြင်းထန်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။အခုလိုမျိုးတိုက်ခိုက်မှုကိုရန်ကုန်အာမီ YA နဲ့အနောက်ပိုင်း KI ပကဖတ်တို့ကပူးပေါင်းကတိုက်ခိုက်ခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။ပြည်သူကိုမျိုးစုံနှိပ်စက်အနိုင်ကျင့်နေတဲ့တရားမဝင်ရွေးကောက်ပွဲအတွက်အတိအကျမှာသံကောင်းစင်းကောက်ခံနေကြတဲ့အုပ်ချုပ်ရေးမှူးများနဲ့နောက်လိုက်များကို ထိတိယောက်ယောက်ထပ်မံတိုက်ခိုက်သွားမှာဖြစ်တယ်လို့အတိပေးပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့ရှမ်းပြည်နယ်တီဘောမြို့မှာရှိတဲ့ခလာရ23တပ်စခန်းနဲ့နောင်ချိုမြို့မှာရှိတဲ့အမြောက်တပ်35လေးတပ်စခန်းတို့ကို TNL နဲ့အချမ်းဖတ်စစ်တပ်တို့တိုက်ပွဲများဆက်လက်ပြင်းထန်နေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် အော်တိုဘားလာ၁၀ရက်နေ့မနက်9:30မိနစ်ခန့်မှာပြည်ပေါ်မြို့မှာရှိတဲ့အကြမ်းဖက်စစ်တပ်ရဲ့ခလာရ23တပ်စခန်းနဲ့ညနေ9:08မိနစ်ခန့်မှာနောင်ချိုမြို့မှာရှိတဲ့အကြမ်းဖက်စစ်တပ်ရဲ့အမတာ34တပ်စခန်းတို့မှာတိုက်ပွဲတွေဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။အဲ့ဒီတိုက်ပွဲတွေဖြစ်ပွားနေတဲ့ပြည်ပေါ်မြို့ကိုအကြမ်းဖက်စစ်တပ်က Jet Fighter နဲ့၄ချိန်နဲ့ Y-12 နဲ့၃ချိန် ဘုံ၆လုံးလာရောက်ကျဲချတိုက်ခိုက်ခဲ့ပြီးတော့နောင်ချိုမြို့ဗန်ဘွေးရွာကအကြမ်းဖက်စစ်ကောင်စီတပ်သားများကရေမောင်းတန်းရွာနဲ့ဂန့်ကော်ရွာကိုဟာဝေစာလက်နက်ကြီးနဲ့တကြိမ်ဘုံဒီ၃လုံးပြစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့သိရပါပါတယ်။ဒါအပြင်တီပေါ်မြို့မှာရှိတဲ့အကြမ်းဖက်စစ်တပ်ရဲ့ခလာရ23တပ်စခန်းနေရာကိုလည်းအကြမ်းဖက်စစ်တပ်ကထောက်ပို့လေရင်112နဲ့စက်တကြိမ်လက်နက်ခဲယမ်းများလာရောက်ကျဲချခဲ့တယ်လို့သိရပါပါတယ်။ ရက်ဆောင်မျိုးနဲ့ကြောက်ကူကနေပြီးတော့နောင်ချုံမျိုးနဲ့အတွင်းကိုအကြမ်းဖက်စစ်ကောင်စီကစစ်အင်အားတွေပြန်လည်ဖြည့်တင်းရန်ကြိုးပမ်းနေပြီးတော့စစ်တပ်ကထိုးစစ်ဆင်လာတဲ့အတွက်နှစ်ဖက်ထိပ်တွေ့တိုက်ပွဲတွေဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်းသတင်းရရှိပါရခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့မန္တလေးတိုင်းရမဲသိမ်းမြို့နယ်မှာစစ်ကြောင်းနဲ့သကောင်စီလိုက်လံကောက်ခံနေတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားများကိုနှစ်ချိန်မိုင်းဆွဲတိုက်ခိုက်ရာထိခိုက်တိုက်ဆုံးသူတွေများပြားခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အော်တိုဘာလ10ရက်နေ့မှာရမဲသိမ်းမြို့နယ်ပြည်ပင်ရှိခြေရွာအတွင်တပ်ဆွဲထားပြီးတော့အနီးအနားမှာရှိတဲ့ခြေရွာများကိုသကောင်စီလိုက်လံကောက်ခံနေတဲ့ပျော်ပွဲရန်အောင်နဲ့တောင်ကြောင်ဂုံးကစစ်ကောင်စီတပ်သားများပါဝင်တဲ့ပူးပေါင်းစစ်ကြောင်းကို တော်လိုက်တက်ဖွဲ့များကနှစ်ချိန်မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့သိရပါဗျ။အဲ့ဒီအကြမ်းဖက်စစ်ကောင်စီစစ်ကြောင်းဟာ10ရက်နေ့မနက်6:30မိနစ်ခန့်မှာကြောက်ဦးလေးကြီးရွာအနောက်ဘက်အထွက်ကိုရောက်ရှိလာတဲ့အချိန်တော်လိုက်တက်ဖွဲ့များကပထမအချိန်မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီးတော့စစ်ကောင်စီတပ်သား9ဦးသေဆုံးခဲ့တယ်လို့သိရပါဗျ။အဲ့ဒီစစ်ကြောင်းဟာမနက်8:00ခန့်မှာလေချင်းချောင်းကြီးရွာကြောက်လမ်းမကြီးဘော်ကိုထမ်းမဲ့ရောက်ရှိလာတဲ့အချိန် ဒုတိယအကြိမ်မိုင်းဆွဲတိုက်ခိုက်ရာအကြမ်းဖက်စစ်ကောင်စီတပ်သား၈ဦးထပ်မံတေဆုံးခဲ့တယ်လို့သိရပါတယ်စစ်ခွေးတွေကပြည်ပြင်ရှိချေးရွာအတွင်းမှာတပ်ဆွဲထားပြီးတော့ဒကောင်စီရင်တွေကိုချေးရွာထဲမှာလိုက်လံကောက်ခံနေတာမနက်6:30မိနစ်မှာမိုင်းခွန်နှလုံးနဲ့ပထမအကြိမ်မိုင်းဆွဲတိုက်ခိုက်မှုမှာစစ်ခွေးခွန်နှကောင်တေဆုံးခဲ့ပါတယ်ဒဏ်ရာရတဲ့စီးရင်ကိုစုံစမ်းနေပါတယ်မနက်7:00လောက်မှာအဲ့ဒီစစ်ကြောင်းကိုပဲဒုတိယအကြိမ်မိုင်းခွေးအဖြတ်မှာမိုင်းငါလုံးနဲ့ထပ်မံမိုင်းဆွဲတိုက်ခိုက်ခဲ့တာစစ်ခွေးရှစ်ကောင်နေရာမှာတွေပွဲချင်းပြီးတေဆုံးသွားပါတယ် ကြောက်ဦးလေးရွာနားနဲ့လက်ချင်းချောင်းချေးရွာကြောက်လမ်းမကြီးဘော်ကနေမိုင်းဆွဲတိုက်ခိုက်ခဲ့တာဘာလို့တိုက်တောင်းပြည်သူကာကွယ်တပ်ဖွဲ့ဒုတာဝန်ကဖိုးခွားကပြောဆိုထားပါလေ၎င်းတိုက်ခိုက်မှုကိုတိုက်တောင်းပြည်သူကာကွယ်တပ်ဖွဲ့ရမဲသိန်းခရိုင်ပတ်ကဖရမဲသိန်းမြို့နယ်ပတ်ကဖနဲ့ပျော်ဝယ်မြို့နယ်ပတ်ကဖညီနောင်မဟာမိတ်၄ဘွဲ့ကပူးပေါင်းလှုပ်ဆောင်ခဲ့ကြကြောင်းတရင်ရရှိပါတယ်ခမယော နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ရခိုင်ပြည်နယ်စစ်တွေအကျဉ်းထောင်ကနိုင်ငံရေးနဲ့ဆက်ဆက်တဲ့အကျဉ်းသားများအပါအဝင်အကျဉ်းသား900ကျော်ကိုစစ်ကောင်စီကညဘက်မှာခေါ်ထုတ်သွားပြီးတော့ဇက်တင်းမိုးတွေနဲ့တင်ဆောင်သွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ အော်တိုဘားလ9ရက်နေ့ညမှာလူပေါင်း200ကျော်နဲ့အော်တိုဘားလ10ရက်နေ့ညမှာ300ကျော်တို့ကိုမျက်နှာဖုံးတွေဆွတ်ပြီးတော့မြို့မဈေးကြီးအနီးမှာရှိတဲ့စိတ်ကန်းအာနာပိုင်ရုံးကနေတဆင်ဇက်သိမ်းမော်တွေနဲ့ခေါ်ဆောင်သွားခြင်းဖြစ်ကြောင်းအကျဉ်းသားမိသားစုဝင်များကပြောပါတယ်အကျဉ်းသားမိသားစုဝင်တဦးကထောင်ပြောင်းလာလားဘယ်ကိုခေါ်သွားတာလဲဆိုတာစုံစမ်းလို့မရသေးဘူးပထမတရက်ကနေကြီးထောင်တန်းသမားတွေနဲ့မွတ်စလင်တွေပါတယ်လို့ပြောတယ်နောက်တရက်ကနိုင်ငံရေးအမှုနဲ့ဆက်ဆက်နေတဲ့သူတွေပါသွားတယ်လို့ကြားတယ်လို့ပြောဆိုထားပါတယ် အခုလိုမျိုးခေါ်ဆောင်ခံရသူများထဲမှာနိုင်ငံရေးနဲ့ဆက်ဆက်တဲ့အမှုများမူရစေဝါမှုများအပါအဝင်ပုံမှန်71နဲ့2024ခုနှစ်ဩဂတ်လ30ရက်နေ့ကထောင်ဒဏ်ချမှတ်ခံထားရတဲ့ဗျမ်းကျူကြီးရွာသား292ဦးတို့လည်းပါဝင်သွားကြောင်းသိရပါတယ်ဗျမ်းကျူရွာသားတဦးကထောင်ချခံနေရတဲ့ကျွန်တော်တို့ရွာသားတွေအကုန်ပါသွားတယ်ဘယ်ကိုခေါ်သွားလဲဆိုတာတော့ကျွန်တော်တို့လည်းစုံစမ်းလို့မရဘူး ထောင်ကထုတ်ကလေးကမျက်နှာဖုံးတွေစွတ်ပြီးတော့ကားပေါ်ကိုတင်သွားတယ်လို့ပြောတယ်မိသားစုဝင်တွေလည်းဘာမှမသိရဘူးကျွန်တော်တို့ဗျမ်းဖြူရွာသားတွေကိုလူမျိုးတုံးတက်ဖြတ်နေတာပါလို့ပြောဆိုထားပါတယ်လက်ရှိမှာစစ်တွေမျိုးကိုအရခတ်တက်တော်အေအေကဖိုးစိတ်ဆင်တိုက်ခိုက်မှာကိုစိုးရိမ်နေတဲ့အတွာစစ်ကောင်စီဟာမျိုးပတ်ပတ်လဲကိုခြံစည်းရုပ်ကာချင်းမိုင်းထောင်ခြင်းများကိုပြုတ်လုထားသလိုမျိုးအနီးနားဝင်းကျင်မှာရှိတဲ့ရွာပေါင်း20ကျော်ကိုလည်းမျိုးရင်းကိုအရမရွှေပြောင်းခိုင်းခဲ့ရာရွာသားများဟာစစ်ဘေးဒုက္ခတွေအဖြစ်နဲ့ စားတောက်နေထိုင်ရေးခက်ခဲနေကြောင်းတရင်ရရှိပါရယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့မြန်မာနိုင်ငံမှာနိုင်ငံခြားယင်းနှိမ့်နှံမှုနှဲပါနေတဲ့အတွက်ပြည်တွင်းစီးပွားရေးသမားများစိုက်ပျိုးမွေးမြူရေးလုပ်ကြရန်အချမ်းဘတ်မင်းအောင်လှိုင်ကတိုက်တွန်းပြောဆိုလိုက်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ရေးပေးအလှူငွေတတိယအကြိမ်ပေးရပွဲမှာအချမ်းဘတ်စစ်ကောင်းဆောင်မင်းအောင်လှိုင်ကအခုလိုပြောဆိုလိုက်ခြင်းဖြစ်တယ်လို့သိရပါရယ်။လက်ရှိအချိန်မှာနိုင်ငံခြားယင်းနှိမ့်နှံမှုများနှဲပါလျက်ရှိခြင်းကြောင့် ပြည်ရင်းကုံထုတ်လုံးမှုများမြင့်တင်နိုင်ရေးအတွက်လုပ်ငန်းရှင်များအနေနဲ့ဝိုင်းဝန်းဆောင်ရွက်ကြစေလိုကြောင်းဒါကြောင့်စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများမှာဝင်ရောက်ရင်းနှီးမြှုပ်နှံဆောင်ရွက်ကြစေလိုကြောင်းအကြမ်းဖက်မင်းအောင်လှိုင်ကတိုက်တွန်းလိုက်တယ်လို့သိရပါဗျ။ ် UMFCCI ကစီးပွားရေးလုပ်ငန်းရှင်တဦးကတော့လက်ရှိစီးပွားရေးအခြေအနေဟာသွင်းကုန်များကိုစစ်ကောင်စီကပိတ်ပင်ထားတဲ့အတွက်စက်မှုကုန်ထုတ်လုပ်ငန်းများအတွက်လိုအပ်နေတဲ့သွင်းအားစုများမတင်သွင်းနိုင်တော့ဘဲအခက်အခဲဖြစ်နေရတယ်လို့သိရပါတယ်စီးပွားရေးလုပ်ငန်းစုအများစုဟာလည်းမလဲပတ်နိုင်တော့ဘဲရပ်တန့်ထားရတယ်လို့သိရပါတယ်တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးအတွက်စက်မှုကုန်ထုတ်လုပ်ငန်းများကအဓိကကြပြီးတော့မြန်မာနိုင်ငံရဲ့စက်မှုကုန်ထုတ်လုပ်ငန်းများဟာလည်းခက်မှမီတော့ပဲခက်နောက်ကျကျန်ခဲ့ပြီလို့သိရပါဗျ။ စိုက်ပျိုးရေးနဲ့ငွေမြူရေးအပိုင်းမှာလည်းထိုင်း VNN တို့လိုမြန်မာနိုင်ငံကမရှင်းနိုင်တော့ဘူးလို့သိရပါဗျ။ဒါကြောင့်စစ်ကောင်းဆောင်ပြောဆိုနေတဲ့စီးပွားရေးလုပ်ငန်းရှင်များစိုက်ပျိုးရေးနဲ့ငွေမြူရေးလောက်ကန်ရန်တိုက်တွန်းချက်ဟာလက်ရှိစီးပွားရေးပြိုလဲနေမှုကိုနလန်ထူအောင်မလုံဆောင်နိုင်ဘူးလို့သိရပါဗျ။စစ်ကောင်းဆောင်ဟာဥနေဝင်းခစ်ကစီးပွားရေးအတွေးခေါ်များကိုသာတွင်တွင်ကြဲကြဲပြောဆိုနေကြောင်းတုံ့တက်ပြောဆိုထားပါဗျ။ ကဘာကြီးကအရန်ကိုခင့်မိတဲ့ AI ဉာဏ်ရည်အတုနီးပညာခက်ကိုတွားနေတဲ့အချိန်မှာမြန်မာနိုင်ငံမှာကစိုက်ပျိုးမွေးမြူရေးလုပ်ဖို့ပြောနေတယ်စေကောင်းဆောင်ပြောနေတဲ့စီးပွားရေးအတွေးခေါ်တွေကတကယ်ကိုဥနေဝဲလက်ထက်ကအတွေးခေါ်တွေပဲတိုင်းပြည်ကိုတကားပိတ်ပြီးတော့စိုက်ပျိုးရေးမွေးမြူရေးလုပ်ခိုင်းတဲ့ဆိုရှယ်လက်အတွေးခေါ်တွေပဲအဲ့ဒီစနစ်နဲ့တော့တိုင်းပြည်ကစီးပွားရေးထပ်ပြီးတော့ပြိုလဲဖို့ပဲရှိတော့တယ်လို့ UMFCCI ကစီးပွားရေးသမားကသုံးသပ်ပြောဆိုထားပါတယ်ဒါအပြင်အကြမ်းဖက်စေကောင်းဆောင်မင်းအွန်လိုင်းကစက်သုံးစီစားအုံးစီဈေးနဲ့ဈေးဝပစ္စည်းများ စမုတ်ကုံချမ်းသွင်းကုန်များအပါအဝင်ပြည်ပသွင်းကုန်များအလုံးကိုနိုင်ငံသားငွေချွေတာရန်အကြောင်းပြချက်နဲ့ပိတ်ပင်ထားတဲ့အတွက်အခြေခံစက်ယုံအလုံးယုံများအတွက်လိုအပ်တဲ့သွင်းကုန်များမရရှိတော့ဘူးလို့သိရပါတယ်မြန်မာနိုင်ငံရဲ့အခြေအနေဟာစမုတ်လမ်းမှုလုပ်ငန်းများအလုံးအတွက်ကုံချမ်းများလိုအပ်ချက်များကိုပြည်ပကနေတင်သွင်းထုတ်လုပ်နေရတဲ့အတွက်ကြောင့်စစ်ကောင်စီရဲ့သွင်းကုန်ကန့်တက်ရေးမူဝါဒကြောင့်စက်မှုဇုံနဲ့စက်ယုံများဟာလက်တလောရပ်ဆိုင်နေရပြီးတော့ရေရှည်မှာအလုံးစုံပိတ်သိမ်းရမယ့်အခြေအနေကိုဆက်ရောက်နေတယ်လို့ စက်မှုကုံထုတ်လုပ်ငန်းရှင်တချို့ကလည်းတုံ့တက်ပြောဆိုနေကြကြောင်းသတင်းရရှိပါတယ်ခင်ဗျာအခုလိုမျိုးမြန်မာတိုင်းနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စစ်ရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ